တံဖျာသီးတစ်လုံးနဲ့ lime juice 500 ml ရအောင်ဒီလိုလုပ်မလဲ Okay let's do it ပထမအဆုံးဖျာသီးတစ်လုံးကိုအဲ့လိုလေး lime zest လေးရအောင်အရင်ချစ်ထောက်ရပါမယ်2 gram ရပါတယ်ပြီးကျွန်တော်ခုနတံဖျာသီးကိုကလိုရအရင်ညှိရပါမယ်30 ml ရပါတယ် citric acid 25 gram ထည့်ပါမယ်မလေး acid 5 gram ထည့်ပါမယ်ပြီးကျွန်တော်တို့ရေကို450 ml ထည့်ပါမယ်ပြီးကျွန်တော်အကုန်လုံးရောပြီးတော့ blend လုပ်ရပါမယ် alright ခုလိုလေးကောင်းကောင်းမွန်မွန်လေး blend လုပ်ပြီးရဲ့နောက်မှာတော့ကျွန်တော်လိုချင်နေတဲ့ကျွန်တော်ရဲ့တံပြာရည်မဟုတ်တဲ့တံပြာရည်ကိုခုလေးစစ်ထုတ်ရပါမယ်ကျွန်တော်ရဲ့တံပြာရည်မှာ citric acid ဓာတ်က 6ကနေ7%ပါဝင်ပါတယ်။ပြီးရင် Malik SC က3ကနေ2%ပါဝင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ Citrus Solution လုပ်တဲ့အခါ Citrus SC တမျိုးတည်းမဟုတ်ပဲ Malik SC ကိုတောင်းတာဖြစ်ပါတယ်။ပြီးကျွန်တော်အခုလိုလေး plane နဲ့ကိုထည့်ရပါမယ်။ဒါတော့6% citrus solution ပါကျွန်တော် fresh ဖြစ်အောင်အတန်းပြတလုံးထည့်ထားပါရယ် ဒီ formula လေးကိုသိသွားပြီဆိုရင်ကျွန်တော်တို့ acid level ကိုကောင်းကောင်း control လုပ်လို့ရပါတယ်ကျွန်တော်တို့တံပြားတလုံးမှာ acid level က600ခိုင်နှုန်းလောက်ရှိပါတယ်ဒါပေမဲ့တလုံးနဲ့တလုံးကမတူပါဘူးဒါကြောင့်မို့ကျွန်တော်စီထွက် acid ကိုသုံးချင်းကကျွန်တော်တို့စီထွက် level ကို control လုပ်လို့ရပါတယ် orange juice တို့ grapefruit juice တို့မှာလည်းကျွန်တော်တို့ဒီ formula လေးကိုသိသွားရင် သုံးလို့ရပါတယ်။ Okay citrus solution နဲ့ပတ်သက်ပြီးသိချင်တာလေးရှိရင်မေးထားလို့ရပါတယ်။ See you guys